Ordinary လား Skin Wow ကိုလား Hello မင်္ဂလာပါတဲ့တို့ရေမင်းကဒီနေ့မင်းသုံးနေတဲ့ ordinary နဲ့ skin wow foley အကြောင်းကို comparison လေးလာပြီးတော့ပြောပြတာပါအာမင်းနဲ့အတူဒီဟာလေးတွေသုံးနေတဲ့အသေးလေးရှိတယ်ဆိုရင်လည်းဒီ video လေးမှာဝင်ပြီးတော့မှမျှဝေပေးအောင်เนาะ ပထမဦးဆုံးပေါ့နော် alternative အမြဲတမ်းပဲသုံးနေတဲ့လူဆိုရင်တော့အဲ skin one ကိုပိုပြောင်းသုံးတဲ့အခါမှာလုံးဝလုံးဝလုံးဝကိုစိတ်ကျဉ်းနေမှာမဟုတ်ပါဘူးအဲ့ဒါလေးကိုမင်းကအရင်ဆုံးပြောပြချင်တာပေါ့နော်ဘာလို့လဲဆိုတော့ alternative ဒီသူကသုံးလိုက်တာနဲ့တိတိတာတာ resilient ရတဲ့ အဲတိတိတတာ result ကိုရစီတာပေါ့နော်ဒီ skin wash ကို for ကြတော့ဘာဖြစ်လဲဆိုတော့ तू ရေရှည်သုံးမှအဲတဖြည်းဖြည်းနဲ့သုံးမှ तू က result ရတဲ့အမျိုးအစားလေးပါဒါမို့လို့ချက်ချင်းတိတာခြင်းနဲ့ result ကောင်းကောင်းရခြင်းနဲ့ဆိုရင် alternative လေးကိုရွေးပါကိုမျက်နှာကမဟုတ်ဘူးအဆင်ပြေတယ်ဖြည်းဖြည်းချင်းလဲအဆင်ပြေတယ်ဘာမှမဖြစ်ဘူးဆိုရင်တော့ skin wash ကိုကိုလေးရွေးပါ skin wash ကိုကတော့နည်းနည်းလေးအချိန်ပေးပြီးတော့မှ तू result ကိုဆောင်ရတဲ့အတွက်ကြောင့်မှအဲဒီနှစ်ခုက အကြိုက်မတူပါဘူးတရားနဲ့တရားအကြိုက်မတူ alternative သုံးနေကြလို့ဆိုရင်တော့ဒီ skin wall ကိုကလုံးဝလုံးဝကိုအားရမှာမဟုတ်ပါဘူးเนาะ alternative ကပေါ့เนาะ alternative ရဲ့ hyaluronic acid လေးသုံးနေတာသူ့ရဲ့တက်ချာကတော့သူကလုံးဝပြည့်ပြည့်လေးဒါမဲ့သူဒီအဆိုတဲ့ ရတယ်ဆိုပေမဲ့ alternative ရဲ့ပုံမှန်အတိုင်းသူ့ရဲ့ signature အတိုင်းနောက်ကနေမှာတော့ white chart များများထပ်ပေးဖို့လိုအပ်တယ်။သူကလိမ့်လိုက်တာနဲ့အသားတဲစိတ်ဝင်သွားတယ်။ပြီးရင်ကျတော့တိတာတဲ့ result ကိုတစ်ခါလိမ့်ရင်လိမ့်ရင်လိမ့်တဲ့လောက်ကိုတိတာတဲ့ result ကိုသူကရစီတာပေါ့နော်။သူ့ရဲ့ texture လေးကလည်း ိုဆိုလေးနဲ့ဟိုမှာဒါပေမဲ့အရန်ကြီးကိုမျက်နှာပေါ်မှာဆိုပြီးတော့မှတင်ကြံမရစ်ဘူးမျက်နှာအသားလေးကိုသူကတော့စိတ်ဝင်လွယ်တာပေါ့လိမ့်လို့လည်းကောင်းတယ်တိတိတတာ reset ရခြင်းလေဆိုရင် alternative လေးကိုသုံးပါနေဝါကိုကတော့မင်းကဒီဘူးတဝက်လောက်တော့ရှိနေပြီပေါ့နော်သူ့ကိုသုံးတာအဲ alternative ကနေပြီးတော့ skin one ကိုကို hat ချောင်းပြောင်းလိုက်တဲ့အခါမှာဒီဟာဒီဘာမှဆိုဘာမှ effect မရတဲ့လိုမျိုးခံစားရတယ်ပေါ့နော်ဒါပေမဲ့သူဒီအစိုးရဖြစ်ပြရတဲ့ကြောင့်မို့မင်းတိတိချာချာစိတ်ရှိရှိနဲ့အဲသုံးကြည့်လိုက်တဲ့အခါမှာတော့ ော့သူကတဖြည်းဖြည်းနဲ့ဟိုမှာသူ့ရဲ့ result ကတိတာလာတယ်ဒါပေမဲ့သူ့ရဲ့အရေကတော့ alternative လောက်တော့အရင်မပစ်ဘူးအရေနည်းနည်းကျဲတဲ့ဘက်ကိုသွားမယ်အဆိုတက်ကတော့အတိကရစီတယ်ပေါ့နော်အဆိုတက်အတိကရစီတယ်သူမျက်နှာမှာဆူဆူလေးကြံခဲ့တယ် hatch long ဆိုပြီးတော့တော့မျက်နှာ skin အသားရည်ကိုပြုတ်ပြင်ပေးတဲ့နေရာမှာသူမပါဘူးဒါပေမဲ့စိတ်ရှည်ရှည်လေးနဲ့တည်တည်ချာချာလေးဆွဲသုံးပေးမယ်ဆိုရင်အဲဒီကောင်လေးက skin wow ကိုလေးကပို့ပြီးတော့မှအဆင်ပြေတယ် ။မင်းကစီဝန်နေလိမ့်တဲ့အခါမှာမနက်တခါညတခါပုံမှန်လေးတော့လိမ့်ပေးဖြစ်တယ်။နောက်ပြီးတော့သူ့ရဲ့ဒီပြွန်တစ်ခုစာအနေနဲ့လိမ့်တယ်။လိမ့်တဲ့အခါမှာလည်းဒီပြွန်ချောင်းနဲ့ဟိုမှဒီလိုမျိုးဒီလိုမျိုးဒီလိုမျိုးတွေလုတ်ပြီးတော့မလိမ့်တင်ဘူးเนาะမလိမ့်တင်ဘူးဆိုတာကသူ့ရဲ့ဒီအတန်ဒီဒီအသားနဲ့ထိလိုက်တဲ့အခါမှာတော့လက်နဲ့ထိလိုက်တဲ့အခါမှာတော့ဆိုရင်ပိုးမွားတွေကက်ပြီးတော့ပါသွားပြီးတော့ဒီထဲကိုပြန်ထည့်လိုက်တဲ့အခါမှာပိုးမွားတွေပြန့်သွားစေတတ်တယ်ပေါ့เนาะအဲအကြောင်းမို့လို့အဲ့လိုမျိုးလိမ့်ကြီးကိုရှောင်ကျင်မှာမင်းဆိုရင်တော့အာ ဖွင့်လိုက်တယ်ဖွင့်ပြီးတော့လက်လေးထဲမှာအဝေးကနေပဲ30 20ချလိုက်တယ်ချပြီးတော့မှအဲ့လက်ထဲကနေပြီးတော့မှမျက်နှာပေါ်ကိုယူပြီးတော့မှလိမ့်ပေးဖြစ်တယ်ပေါ့နော်တစ်ခုရှိတာကလက်ကိုလည်းတန်တန်ရှင်းရှင်းလေးထားပြီးတော့မှတေးသေးချာချာစေးကြောပြီးတော့မှမျက်နှာတွေကိုကင်ပြေတာပို့ပြီးတော့အဆင်ပြေပါကောင်းတာပေါ့နော်မဟုတ်ဘူးဆိုရင်လက်ကပိုမွားတွေနဲ့ skin care block သုံးသုံးလက်မတန့်ဘူးဆိုရင်လက်ကပိုမွားတွေကလည်းမျက်နှာမှာတဆင်ပြန်ပြီးတော့ကတ်သွားတယ်ဆိုရင်မျက်နှာမှာရှိတဲ့အဲဓာတ်ဆဲတွေပို့ဖြစ်စေတယ်ဝက်ချန်တွေပို့ဖြစ်သွားစေနိုင်ပါတယ် အဲအကြောင်းလက်လေးတန်ရှင်းဖို့မမေ့နဲ့နော်အဲအကြောင်းမို့လို့မင်းအသေးတွေကဒီ alternative လေးသုံးနေတာလား skin wash ကိုလေးသုံးနေတာလားဆိုတဲ့အကြောင်းကိုမင်းနဲ့တူတူပြန်ပြီးတော့မျှဝေပေးပါဦးဘယ်ဟာလေးကပို့ပြီးတော့ကြိုက်လဲဘယ်ဟာလေးကဘယ်လိုမျိုးဖြစ်လဲဆိုတဲ့ဟာလေးကိုမင်းကိုပြန်ပြီးတော့တစ်ချက်ပြန်ပြီးတော့ပြောပြပါဦးဒါကတော့မင်းသုံးနေတဲ့အဲဒါ alternative ကတော့ကုန်သွားပြီပေါ့နော်အခုလောလောဆယ် skin wash ကိုလေးသုံးနေတဲ့ result လေးကိုလာပြီးတော့ပြောပြပေးတာပါနောက်ဗီဒီယိုတွေဗီဒီယိုတွေမှာပြန်ပြီးတော့မင်းသုံးနေတဲ့အကြောင်းလေးတွေကိုလာပြီးတော့ပြောပြပေးပါမယ်ကျေးဇူးတင်ပါတယ်